ကျွန်တော်တို့ဒီဗီဒီယိုကိုကြည့်ရှုနေတဲ့လူတွေထဲမှာဗောဓဟူသားသမီးယာဟူသားသမီးများပါတယ်ဆိုလို့ရှိရင်ပြီးရင်ဘေးရင်ယုံကြည်တဲ့ရေရရယုံကြည်တဲ့လူဖြစ်တယ်ဆိုလို့ရှိရင်ဒီဗီဒီယိုကိုဆုံးတဲ့အထိကြည့်ပါမိတ်ဆွေတို့အတွက်အကျိုးကျေးဇူးအများကြီးရရှိမှာဖြစ်ပါတယ်ဘာဖြစ်လို့အကျိုးကျေးဇူးအများကြီးရရှိမလဲလို့ပြောမယ်ဆိုလို့ရှိရင်မိတ်ဆွေတို့ဟာအဆင်မပြေတဲ့အခါမှာဘေးရင်တော့တွက်တယ်ဘေးရင်ဆရာဟောတယ်ပြီးသွားရင်မိတ်ဆွေတို့အဆင်ပြေဖို့အတွက်ရေရရာတွေတောင်းတယ်ရေရရာတွေခြေတယ် အဆင်ပြေတာတွေလည်းရှိမယ်အဆင်မပြေတာတွေလည်းရှိတယ်ဒါကတော့ပုံမှန်သွားနေတဲ့လုပ်ငန်းဆောင်လာလေးဖြစ်တယ်အခုကျွန်တော်ပြောပြပေးချင်တဲ့ရည်ရာကြတော့မိတ်ဆွေတို့ဘေးရင်မေးစရာမလိုဘူးမိတ်ဆွေတို့ငွေရေးတီးအဆင်မပြေအခုကျွန်တော်ပြောတဲ့ရည်ရာတွေကနေတခုခုပြုလုပ်ကိုအားလုံးပြုလုပ်နိုင်အောင်ပို့ပြီးတော့ကောင်းမွန်တယ်ပို့ပြီးတော့ပြည့်စုံတယ်မိတ်ဆွေတို့ဘဝမှာဘတော့မှကံကောင်းတယ်ဆိုတာတော့မရှိနေဘူးပေါ့ဗျာအဲ့တော့ကံဆိုးတာတွေကြုံလာတဲ့အခါ အစစ်မပြေတာကြုံလာတဲ့အခါမှာဒီကျွန်တော်ပြောတဲ့ရည်ရည်အဝဒီဇိုင်းမှန်မှန်လှုပ်ဆောင်ကြည့်လိုက်ပါမိတ်ဆွေတို့အခက်ခဲတွေကိုကြော်ဖြတ်နိုင်မှုအတွက်အထောက်ပံ့ကောင်းများစွာရရှိနိုင်ပါတယ်အဲ့တော့တခြားတော့ကျွန်တော်တို့ဗုဒ္ဓဟူးသာသမီရာဟုသာသမီတွေတိရှိအောင်လဲဝေမျှပေးပါကိုကဗုဒ္ဓဟူးသာသမီမဟုတ်ဘူးဆိုပေမဲ့လည်းကိုရဲ့အပေါင်းအသင်းမိတ်ဆွေတွေထဲမှာဗုဒ္ဓဟူးသာသမီတွေပါကောင်းပါနေမှာပေါ့ဗျာ သူတို့လည်းဘေးရင်ယုံကြည်တဲ့လူဖြစ်တယ်ဆိုရင်သူတို့လည်းအစင်မပြေတာရှိမှာပေါ့ဗျာအဲ့ဒါဆိုရင်ဒီရတရားလေးတွေကိုကျွန်တော်တို့ကြည့်ပြီးတော့နားထောင်ပြီးတော့သူတို့ရဲ့အခက်ခဲတွေပြေလည်သွားတယ်ဆိုလို့ရှိရင်လည်းကိုယ့်တို့ကဘာပဲပဲပြောအထောက်ပံ့ကောင်ပုံမှုပြီးတော့ရရှိစေတာဖြစ်ပါတယ်ဒါကြောင့်မလို့အခုကျွန်တော်ပြောမယ့်ရတရားဗုဒ္ဓသာသမိရာဟုသာသမိတွေကဘဝတွေမှာကြီးပွားတိုးတက်ဖို့အတွက်ပြုလုပ်တဲ့ရတရားအကက်ကဲကြုံတွေ့လာတိုင်းမှာပြုလို့ရမယ့်ရည်ရွယ်ကိုကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်။အဲ့တော့ ကျွန်တော်ဘောရူသားသမီးတွေဘာလို့အောင်မလဲလို့ပြောမယ်ဆိုလို့ရှိရင်မြတ်စွာဘုရားကိုကျွန်တော်တို့ကျေးဦးနဲ့ဟုတ်ပြီနော်တပြေပဲလှူပေးရမှာဖြစ်ပါတယ်ဒါကတော့အမြဲတစေလှုပ်ပေးနိုင်တော့ခုတ်တော့ပုံမပြီးတော့ကောင်းမွန်တယ်အဲ့တော့ကျေးဦးလေးတွေရှိပါတယ်ဘုရားပစ္စည်းဆိုင်တွေမှာရောင်းပါတယ်ဘုရားဆောင်းတန်းတွေမှာရောင်းပါတယ်ကျေးဦးလေးကိုဝယ်လိုက်ပါပြီးွားရင်ကျွန်တော်ရေးထည့်မယ်ကိုယ့်အကူတပြေပန်းကြိုက်တဲ့တပြေပန်းလှူပါကိုယ့်ရဲ့ဖျားဆင်မှာကြေးဦးနဲ့တပြေပန်းကတ်လူချင်းကလည်းကိုယ့်အတွက်ကန်ထောက်ပတ်ကောင်းလေးရရှိစေတဲ့ရည်ရည်ဖြစ်တယ် ပြီးရင်ကျွန်တော်တို့ကိုယ့်ရဲ့မွေးရက်တိုင်းပေါ့ကိုယ့်ရဲ့မွေးရက်ဆိုဥပမာကိုယ့်ကဗုဒ္ဓဟူးသားသမီးပေါ့ရာဟုဆိုရင်လည်းဗုဒ္ဓဟူးနေ့မှာပဲပြုလုပ်ရမှာပဲ။ तू ကဗုဒ္ဓဟူးနေ့ညနေ7:00ကျော်ပိုင်းရာဟုဖြစ်တာ။ तू ကဗုဒ္ဓဟူးနေ့ရာဟုအခါဖြစ်သွားတာပေါ့နော်။အဲ့တော့ကိုယ့်ရဲ့မွေးနေ့ဖြစ်တဲ့ဗုဒ္ဓဟူးနေ့တိုင်းဗုဒ္ဓဟူးနေ့တိုင်းမှာမျက်စောပြောင်းငါပြောသည်နဲ့ဆုံးတက်မယ်။ဆိုတော့ထမင်းကျွန်တော်တို့အပေါ်နေစေငါပြောသည်လေးကိုယ့်ကကိုလှီးပြီးတော့ပဲထက်ထက်ဒီတိုင်း ဒီတော့ဒီခွာပြီးတော့ပဲထည့်တယ်ပေါ့နော်အစီအမလို့ထည့်ပါငါပြောသေးတယ်ညက်စော်ပြားကိုဆုံးလို့တမ်းမှာဖြစ်ပါတယ်အဲ့တော့တကယ်လို့များကိုကမလုံနိုင်ဘူးတပတ်တခါမလုံနိုင်ဘူးဆိုရင်လည်းတလတစ်ချိန်ပေါ့ကိုရဲ့မွေးရမှာလှူဒန်းပြီးကြည့်ပါမိတ်ဆွေတို့ကအမတန်အကျိုးထူးကြီးရရှိပါလိမ့်မယ်နောက်ကွာတော့ကျွန်တော်တို့မလုပ်အောင်မလဲဆိုလို့ရှိရင်ဒီကျွန်တော်တို့ဘောဓူသားသမီးတွေအခက်အခဲဖြစ်လာတဲ့အခါမှာအစင်မပြေမှုဖြစ်လာတဲ့အခါမှာဖုံးကြီးစီးတဲ့ဖက်နဲ့တင်ကန်းတိတ် ါတွေကိုလူတန်းကြီးဟာလည်းကိုယ့်အတွက်တန်ထောက်ပံ့ကောင်းများစွာရရှိစေတဲ့ယေရီယာတွေဖြစ်ပါတယ်။တနည်းအားဖြင့်ပြောရင်တော့ယေရီယာလို့ပြောတာတော့ဘေဒင်ကန္ဓာအယယေရီယာလို့ပြောတာတနည်းအားဖြင့်ပြောရင်အလူတန်းပြီးလို့ခိုင်းရပါတော့။အဲဒါကြောင့်ကျွန်တော်တို့တိမ်နေလူတဲ့နေရာမှာကိုယ်တိမ်တစ်ခုလုံးမလှူနိုင်တော့မှဖုံးကြီးတိမ်ဆောက်နေရရှိရဆိုရင်ကိုယ့်မှာငွေရှိတလောက်ဘောနော်တရားနိုင်နိုင်နေရာနိုင်နိုင်ကိုယ့်မှာရှိတော့တိမ်ထဲမှာပါဝင်ပေးပါနော်ဒါမှမဟုတ်တိမ်ဝင်လန်းနေဖောက်တဲ့ခါမှာဆိုကိုယ်အနေနဲ့လုံမိနိုင်နေဆိုရင်ကိုကိုယ်တိုင်လမ်းဖောက်တာပဲဖြစ်ဖြစ်လမ်းဖောက်တဲ့ကိစ္စတွေမှာ ဝေယဝဆပဲဖြစ်ဖြစ်ငွေကြီးနဲ့ဖြစ်ပါဝင်ပတ်သက်လို့ရလို့မျိုးတင်ကန်းလူတာတွေတင်ကန်းလူတယ်ဆိုတာလက်ရှိကျွန်တော်တို့ဖုန်းကြီးကိုတင်ကန်းလူတာလေးရတယ်ရွှေတင်ကန်းလူတာလေးရတယ်ပေါ့ကောအဆင်ပြေလို့လူပါအဲကျွန်တော်ကတော့ရွှေတင်ကန်းနဲ့ဆိုလို့ရှိရင်လက်ရှိကျွန်တော်တို့စာတင်သားဖုန်းကြီးတွေတခြားတော့ဖုန်းကြီးကိုတင်ကန်းလူတာပုံမို့ပြီးတော့ကိုယ့်အတွက်ကောင်းမွန်တယ်အဲဖရာရွှေတင်ကန်းလူခြင်းနဲ့အာဒီတာရှိတယ်ဆိုရင်တော့လူပေါ့နော်ဒါကတော့ကိုယ်ခံတာပေါ့ကျွန်တော်ရဲ့စိတ်ကျွန်တော်ဆန္ဒကတော့တင်ကန်းလူပါ အပြီးတော့ကျွန်တော်ဘုံကြီးစီးတဲ့ဖက်နဲ့လှူဒန်းပေးရပါဘုံကြီးစီးတဲ့ဖက်နဲ့ဆိုတော့ကျွန်တော်တရံတော့ဟိုဂျင်တော့တော့ဘယ်တော့လဲတော့မသိဘူးပေါ့နော်အခုကတော့နည်းနည်းတော့ဈေးတက်ချင်တယ်တက်မှာမဟုတ်ဘူးဈေးလုံးတက်တော့အဲ့တော့ဘုံကြီးစီးတဲ့ဖက်နဲ့လှူဒန်းမယ်တင်ငန်းတွေလှူဒန်းမယ်ရွှေတင်ငန်းတွေလှူဒန်းမယ်တိမ်ဆောက်တဲ့နေရာမှာပါဝင်မယ်လမ်းဖောက်တဲ့နေရာမှာပါဝင်မယ်ဆိုရင်ကိုယ့်အတွက်ကန်ထောက်ပံ့ကုန်တယ်အများကြီးရရှိစေတယ်နောက်တစ်ခုကကိုယ့်အတွက်ငွေကြေးကိစ္စရေးအဆင်မပြေတဲ့အခါပဲဖြစ်ဖြစ်ကန်ညံ့နေတဲ့အခါအဖြစ်စားကလေးတွေကိုကျွန်တော်ဆန်ကျွေးပါပြီးရင်စားကလေးအိမ်ကြီးလှူပေးပါ ီစကလေးအိတ်ဆိုတော့ကျွန်တော်တချို့တနေရာမှာတော့အဲကျွန်တော်တစ်သားနဲ့လုံထားတဲ့အိမ်ကြီးရှိရဲပြီးရင်ကျွန်တော်မပြောမပြောသေးတော့ sorry အုံးကြီးနဲ့အုံးကုန်နဲ့ပြုလုပ်ထားတဲ့အိမ်ကြီးရှိတယ်ပေါ့နော်သူတို့ရဲ့အတိုက်အညုံလေးတွေကိုကိုကလှူဒန်းပေးရမှာဖြစ်ပါတယ်အဲ့တော့စကလေးကိုကိုအိုင်အားလို့ပေါ့နော်ကိုအိမ်မှာရှိနေဆန်စကလေးတွေလာဆိုရင်အရှိမဆန်ကိုလင်မန်နဲ့ထည့်ထားပြီးတိတက်စကလေးကိုကျွေးဖို့အတွက်ပေါ့နော်အဲ့ဒီရတဲ့အားလေကျွန်တော်တို့ဒီဗုဒ္ဓဟူသားသမီးရာဟူသားသမီးတွေအယောင်းဝယ်ပြုလုပ်နေတဲ့လူတွေစီးပွားရေးပြုလုပ်နေတဲ့လူပုံမှန်ပြုလုပ်တဲ့တယ် ကိုယ့်ရဲ့ဆိုင်ရှိလူမလာတာပဲဖြစ်ဖြစ်ကိုယ့်ဆိုင်ရောင်းဝါပါနေတာဖြစ်နောက်ရက်ကြရင်ဒီနေ့ရောင်းဝါပါနောက်ရက်ကြလို့ရှိရင်ကျွန်တော်ပြောမယ်လင်မန်းထဲမှာဖြစ်ပကံထဲမှာဖြစ်ဟိုပါပေါ့နော်ကိုယ်စံထည့်လို့ရတဲ့ ဟာတွေကိုကျွန်တော်ထည့်ပြီးတော့မလုပ်အောင်လဲလို့ပြောမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ဆိုင်မျက်နှာစာကိုယ့်ရဲ့အိမ်မျက်နှာစာမှာစာကလေးတွေကိုကျွန်တော်အစာတွေးကြည့်လိုက်။နောက်ရက်တွေနောက်ရက်တွေမှာကိုယ့်ရဲ့ customer တွေနော်ရောင်းမောင်းဝယ်ပန်းတွေအားကောင်းလာလိမ့်မယ်။ဒါဆိုရင်တော့ကျွန်တော်တို့ဘောဂူသားသမီးရာဟုသားသမီးတွေဘလို့အခက်အခဲမျိုးပဲဖြစ်ဖြစ်ဘလို့အချိန်နည်းမျိုးပဲဖြစ်ဖြစ်ဒီရက်တရားကိုပြုလုပ်မယ်ဆိုလို့ရှိရင်မိတ်ဆွေတွေကန်ထောက်ပတ်ကောင်းများစွာရရှိစေတယ်။တနည်းအားဖြင့်ပြောရရင်မိတ်ဆွေတွေကြီးပွားရေးစီးပွားရေးမှာအထောက်အကူအများကြီးပြုတယ်။ ဆိုတော့အိမ်တော်ရေးအဆင်မပြေလဲဒီရည်ရည်ကပြုလုပ်လို့ရတယ်။စီးပွားရေးအဆင်မပြေလဲပြုလုပ်လို့ရတယ်။အခြေရေးအဆင်မပြေလဲပြုလုပ်လို့ရတယ်။ကိုယ့်အကူဘယ်လိုအခက်ခဲမျိုးပဲဖြစ်ဖြစ်ဘယ်နေရာဘယ်အချိန်ဘယ်ကာလဘယ်အတိုင်းတာဘယ်အသက်ပိုင်းခြားမှာပဲဖြစ်ဖြစ်ပြုလုပ်ရတဲ့ရည်ရည်ကိုကျွန်တော်ပြောပြပေးခြင်းဖြစ်ပါတယ်။မိတ်ဆွေတို့လည်းအကျိုးကျေးဇူးအများကြီးရရှိမယ်လို့လည်းမျှော်လင့်ပါတယ်။တကယ်လို့ဒီဗီဒီယိုကိုကျွန်တော်တို့ဒီဘေးရင်ရေရံနဲ့ပတ်သက်ပြီးယုံကြည်တဲ့လူတွေမရှိဘူးဆိုရင်တော့အခုကျွန်တော်ပြောတဲ့ဟာလေးကိုပုံမြင်လေးလို့သဘောထားအဲကျွန်တော်ပြောတဲ့ဟာလေးကိုနားထဲကိုမသွင်းမဲ့နဲ့ ခဏတာဟာတာပေါ့နော်ပျော်ရွှင်မှုအတွက်ကိုပဲကြော်လာလိုက်ပါဘေးရင်ယုံကြည်ခြင်းမယုံကြည်ခြင်းပေါ့မှာကျွန်တော်ရင်းဟိုဟာပေါ့ငင်းခုန်လို့စိတ်လည်းမရှိဘူးအမှန်ချင်းမှားချင်းလည်းကျွန်တော်ဝေဖန်လို့ခြင်းလည်းမရှိဘူးကျွန်တော်ဘေးရင်ဆရာဖြစ်တဲ့အတွက်ကြောင့်မလို့ဘေးရင်နဲ့ပတ်သက်တဲ့ရည်ရည်အောင်သင်ပေးခြင်းညာဖြစ်တယ်တကယ်လို့ဘေးရင်နဲ့ယုံဘေးရင်ယုံကြည်တဲ့လူတွေရှိရဆိုရင်တော့ဒီဗီဒီယိုကို ရှယ်ပေးပါရှယ်ပေးပါဆိုတာကတော့ခဏကျွန်တော်ပြောတခြားတော့ကျွန်တော်တို့ဗီဒီယိုယုံကြည်ရောဗုဒ္ဓဘုသာသမီရာဟုသာသမီတွေတို့ကဘာပဲပြောအထောက်ပံ့ကောင်းတွေရရှိစေတယ်ဒီရတရားနဲ့အစီအပြေသွားရင်ကိုဗီဒီယိုတွက်ခပတ်သက်ကုန်တတ်တာပါဗျာအခုအစီအမပြေဘူးစီးပွားရေးအစီအမပြေဘူးဆိုဗီဒီယိုသွားကြည့်မယ်ဗီဒီယိုတရားစီးပွားရေးမှာဘာဖြစ်လို့ညာဖြစ်လို့ပြောနောက်ဆုံးဒီကုန်းချက်ကပဲရောက်ပါလေရေတရာစီပဲပြန်ရောက်သွားပါပဲအဲ့တော့မိတ်ဆွေတို့စီးပွားရေးအစီအမပြေဒီရေတရာပြုတ်လို့ကြည့် ကျမရေးဆောင်ပြည်ဒီရာပြုလို့ကြည့်မိတ်ဆွေတို့အတွက်အထူးအကျိုးရှိတဲ့ကောင်းမွန်သောယာတပ်ပံရတရားကိုပြောကြားရင်းနဲ့ပဲကျွန်တော်ဒီမှာပဲရန်နာခွင့်ပြုပါနောက်ရက်တွေလည်းဆက်လက်ပြီးတော့တခြားနေ့သားတွေတင်သွားပေးပါပါခင်ဗျာ